မင်္ဂလာပါခင်ဗျာဒီနေ့ကျောင်း18 good afternoon sandy fuges buried မြုပ်ထားတဲ့ satellite တွေပါ deep and the mountain တောင်ကြီးပေပင်လောက်လောက်ရှိလေအစ်ဝေးကဘလိုပဲသူရဲ့ဒီကုသတော် nuclear site တွေကိုလိုပဲ um key target အနေနဲ့ဖြတ်စီးမယ်ဖြစ်ပါစေဆိုတော့90 meters underground အောက်မှာပေါ်ပြတာနော်မီတာတောင်ရဲ့အောက် ောက်ပါတဲ့မီတာ60လောက်ရှိတယ်နော်ရောက်ထားတယ်တဲ့အမှားကအီရန်ပေါ့အီရန်ရဲ့အဓိကက satellite တွေပေါ့ nuclear ထုတ်နိုင်တဲ့ satellite တွေပါတဲ့ပေါ်ပြပါအတိုင်းဆိုတော့ tunnel intrinsics or the entrances or when about day ပေါ့နော် the secretive iranian နဲ့လျှို့ဝှက်ထားတဲ့ nuclear site နေရာပေါ့ that is a key target အဓိက main target for israel ကအဲ့ဒီကို target ထားတယ် Okay, it's a key to Iran's nuclear program, uh, the Faro plant, a uh, plant of sale, in a mountain layer down low up, where hundreds of uh, centrifuges, Yanachiya satellite, Shiva, Yabo Miazo, hidden possibly hidden, uh, hidden uh, centrifuges in it, Satuja Shiva. What tare satellite? Possibly 90 meters underground, underground. Uh, မြေအောက်တောင်ရဲအောက်အဲ့ဒါတွေကဘာလို့ကိုလဲဆိုရင် enrich uranium uranium တန့်စင်ဖို့တဲ့ပြီးတော့ to ပေါ့ to make a nuclear boom ဒီတဲ့ Iran တွေ ਨੇ threatens to use new hypersonic missiles တွေကို missile အသစ်တွေကိုသုံးမယ်လို့သူကနေပြီးတော့ချင်းချောက်ထားတယ်အဲ့ဒီ missile တွေက more advanced than the world has ever known before ဘာနော်ကဘာကြီးကတိထားထားထက်ကိုပိုတဲ့ advanced technology တွေပါဝင်တဲ့ ပို၍ခင့်မိတဲ့မဇိုင်းတရီဆိုတော့ရုရှားတို့တရုတ်တို့အမ်အစ္စရေးတို့အိန္ဒိယတို့တခြားကမ္ဘာတွေကမ္ဘာကမ္ဘာတွေဆိုတာနည်းကြီးသွားပြီပေါ့နော်အဲ့ဒီနိုင်ငံတွေမှာမရှိတဲ့ဉာဏ်ပညာမြင့်တဲ့မဇိုင်းတွေလာတော့မသိဘူးအီရန်ကတုံးတယ်လို့ချင်းချောက်ထားတယ်ဘာဖြစ်မှန်းမသိဘူးနော်ပြောထားတာရှိသေးတယ် Iran Promex a huge surprise though well well remember for centuries day ကဘာကြီးကတဲ့သူ့ကိုနှစ်ပေါင်များစွာမဟုတ်တော့ပင်တဲ့ centuries ရာစုနဲ့ချီပြီးတော့အမှတ်ရစီမဲ့ huge surprise ကိုလည်းတိုက်ကြည့်အောင်ပါတဲ့ promises ကလေးပြုထားတယ်ဘယ်လိုမျိုးလဲတော့မသိဘူးချင်းချင်းပြီးတော့တတင်းတွေဆိုတာရုံးရမယ်အဲစာအနေနဲ့ဖတ်ပြဖြစ်ပါတယ် thanks for listening if you share